တောင်ကုန်းမြို့ကလူတိများတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဖြစ်တဲ့ထာဝရအောင်မြေကုမ္ပဏီပိုင်ရှင်ဦးကျောက်တောင်နေအပါအဝင် နေအိမ်30ကျော်ကိုအရခတ်တော်ကဂျိတ်ပိတ်တင်ဆက်ထားတယ်လို့အရခတ်တော်ရဲ့သတင်းရင်းမြစ်တွေနဲ့နှိဆက်သူတွေစီကသိရပါဗျ။ အဲ့လိုနေအိမ်တွေကိုဂျိတ်ပိတ်ခံလိုက်ရတဲ့သူတွေအများစုဟာထาวရအောင်မြေကုမ္ပဏီပိုင်ရှင်ဦးကျောက်တောင်နဲ့ဆက်ဆက်သူတွေဖြစ်ကြပြီးဦးကျောက်တောင်ဟာစစ်ကောင်စီနဲ့လက်ရှိအချိန်ထိအလို့အတူတူလုပ်ကင်နေတဲ့အတွက်သူ့ရဲ့နေအိမ်ကိုအရခတ်တော်ကဂျိတ်ပိတ်သိမ်းဆည်းလိုက်တာလို့သိရှိထားရတယ်လို့အရခတ်တော်ရဲ့တရင်အရင်မြတ်နဲ့နေဆက်သူတို့ကပြောပါတယ်ဒီလိုစစ်ကောင်စီနဲ့အတူစီးပွားရေးလုပ်ငန်းဆက်ဆက်လုပ်ကင်တာနဲ့ပိုင်ဆိုင်မှုတွေကိုတင်းစဲထားတယ်ဆိုတော့ဟာ မဖြစ်တဲ့ကိစ္စရဲ့တစ်ခုဖြစ်ပြီးတော့ဒီလိုသာတိမ့်ဆဲမယ်ဆိုရင်ရခိုင်ပြည်စစ်တွေမြို့တစ်မြို့လုံးမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေရဲ့နေအိမ်အကုန်လုံးကိုလည်းတိမ့်ဆဲရမယ်အနေအထားမှာရှိတယ်လို့သူကထောက်ပြပြောဆိုပါတယ်။ကုန်တယ်ကြီးစီးပွားရေးလုပ်ငန်းရှင်ထาวရအောင်မြေကုမ္ပဏီပိုင်ရှင်ဦးကျောက်တော်ဟာအရင်ခေတ်အဆက်ဆက်ကလေးကပဲ ဘယ်အစိုးရလက်ထက်မှာမဆိုသူ့ရဲ့စီးပွားရေးလုပ်ငန်းကိုအဆင်ပြေချောမွေ့နိုင်ဖို့အတွက်အလုပ်လုပ်ကင်ခဲ့သူဖြစ်ပြီးလက်ရှိမှာလည်းဦးကျောက်တောင်ဟာမောင်နှောဒေသမှာတိုက်ပွဲပြင်းထန်ပြီးနောက်ပိုင်းသူ့ရဲ့စီးပွားရေးလုပ်ငန်းတွေတဲကတစ်ခုဖြစ်တဲ့ရခိုင်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းဟာနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းကိုပိတ်လိုက်ရတဲ့အတွက်ရခိုင်ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကုန်သွယ်ရေးတွားရောက်လုပ်ကင်ဖို့အတွက်အစင်မပြေတော့တာကြောင့်ရန်ကုန်ကနေတဆင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဆက်လက်ကုန်သွယ်ရေးလုပ်ငန်းကိုလောက်ကန်နေသူတူလည်းဖြစ်ပါတယ် ဒါပေမဲ့ဒီတောင်ကုန်းမြို့အတွင်းကဥကြောက်တောင်နေအပါဝင် ။ဦးကျောက်တောင်နဲ့ဆက်ဆက်တဲ့နေအိမ်30လုံးကိုအာရခတတော်ကဂျိတ်ပိတ်သိမ်းဆဲလိုက်တယ်ဆိုတာကိုအာရခတတော်ကအတည်ပြုထုတ်ပြန်ထားတာမရှိသေးသလိုအာရခတတော်ပြောခွင့်ရဥခိုင်ဒုက္ခကို CNA ကဆက်သွယ်မေးမြန်းထားပေမဲ့တစုံတရာတုတ်ပြန်ပြောဆိုလာတာမရှိသေးပါဘူး။ဒါအပြင်တစ်ဖက်မှာလည်းဒီအခြေအနေတွေကိုအသေးစိတ်သိရှိနိုင်ဖို့အတွက် CNA သတင်းဌာနအနေနဲ့ဦးကျောက်တောင်ကိုလည်းဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။အာရခတတော်ကတော့ရခိုင်မှာအာရခပြည်သူအစိုးရကိုစန့်ကျင်သူနဲ့အကြမ်းဖက်အဖွဲ့တွေနဲ့ဆက်နွယ်ပတ်သက်သူတွေရဲ့လုပ်ငန်းနဲ့ပိုင်ဆိုင်မှု ှုတွေကိုအရခပြည်သူအစိုးရပိုင်ဖြစ်နေတင်းဆဲသွားမယ်လို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့မှာသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်14မြို့နယ်အတွင်းမှာတရားဝင်ထုတ်ပြန်ပြောဆိုထားကြောင်းအရခပြည်သူအစိုးရရဲ့ထိပ်ပိုင်းအရာရှိတအူကအတည်ပြုပြောဆိုထားတာရှိပါတယ်။အဲလိုထုတ်ပြန်ပြောဆိုထားတာနဲ့အတူဘူတီတောင်နယ်မောင်တော်ဒီတာတွေမှာလည်းမွတ်စလင်စီးပွားရေးလုပ်ငန်းရှင်တွေပိုင်ဆိုင်တဲ့နေအိမ်အပါအဝင်နေအိမ်60ကျော်ကိုလည်းချိတ်ဖိတ်သိမ်းဆည်းထားတယ်လို့သိရပါတယ်ခင်ဗျာ။